အားလုံးပဲမင်္ဂလာပါအဲ့တော့ချန်ပီယံလိညာချမ်းကနေပြီးတော့ပြန်လဲကြိုးစားပါတယ်အဲ့တော့ကူကတော့ဒါကျွန်တော်အနေနဲ့အကြမ်းပွဲကောင်းလို့ပေါ့ကျွန်တော်တို့ဒါချန်ပီယံလိအဲကျွန်တော်တို့ဒါလီဗာပူးနဲ့ဟိုဟာဒီရီယယ်မက်ထစ်ရဲ့ဒါပွဲချူ30ချက်ကိုကျွန်တော်အနေနဲ့30ပေးမှာဖြစ်တယ်ဟိုဘောဆုံးပြောချင်တာဒါကဂျေသုံးသက်ချက်ဒီပိုင်းမဟုတ်ပါဘူးเนาะဂျေသုံးသက်ချက်ဒီပိုင်းကကျွန်တော်ညမှာလုံပါပါဒါကကျွန်တော်ဒါရင်းခုံးကြည့်တာပါအကျိုးရင်းခုံးကြည့်ရအောင်အဲ့တော့ကျွန်တော်တို့အဲလီဗာပူးနဲ့ အဲ Real Real Madrid တွေ့သွားတယ်ဒါမနဲ့ကတော့ Liverpool က2-0ဆိုတဲ့ရလဒ်နဲ့နိုင်သွားတယ်ဒါမနဲ့က Liverpool ရဲ့လုံးဝ prime time ကိုရောက်နေတယ်ဒါ Real Madrid ကတော့သူ့ရဲ့ဒီတော်တော်လေး stock up ဖြစ်တဲ့ရာသီကိုမနဲ့မနဲ့ကရင်ဆိုင်နေရတဲ့အချိန်မှာဒါ Liverpool နိုင်သွားတာတော့မဆန်းဘူးပေါ့အဲ့တော့ဒီနေ့မှာတော့ချိန်ခွင်ရှာပြောင်းပြန်ဖြစ်သွားတယ် Madrid ကအလွန်ဆိုးရဲ့လက်ထက်မှာကျွန်တော်တို့တပွဲပဲရှုံးထားတယ်တပွဲပဲရှုံးထားတယ်ကျွန်တော်တို့80ကို52နဲ့ရလွန်ချန်တဲ့ပွဲတွေကုန်ချိတ်ထားတာ ကျွန်တော်တစ်ဖက်ကလီဗာပူးကတော့တမိုင်းတစ်ချောင်းမှမဖြစ်တဲ့ record ကြီး၄ဘွဲ့ဆက်ရှုံးတာဒီအဲကျွန်တော်တို့ဟိုတော်တော်ကြီးဟိုအချိန်နေဆုံးနေတဲ့လီဗာပူးကိုကျွန်တော်တို့မြင်းနေရတယ်ပေါ့ဒီမှာနော်အဲ့တော့ပြီးခဲ့တဲ့ပွဲကတော့ Aston Villa နဲ့ပွဲကတော့ဒီပြန်နိုင်သွားတဲ့အတွက်တော့တော်တော်လေးမဆိုးဘူးပေါ့တူစီလာမတူနိုင်သွားတဲ့ clean sheet တွေပါရရသွားတော့တော်တော်လေးမဆိုးဘူးလို့ပြောလို့ရတယ်အဲ့တော့ကိုကတော့တွေ့ပြီပေါ့အဲ့တော့တခြားစဉ်းစားကြည့်ရင် Anislo ကအဲပြီးခဲ့တဲ့ပွဲမှာသူ့ရဲ့မနစ်ကလူစင်းကိုကျွန်တော်တို့ တုံးသွားတာမြင်ရတယ်ကျွန်တော်အနေနဲ့သူ့အနေနဲ့ဒီနှစ်ကကစားထားတဲ့ကစားသမားတွေကိုအကုန်လုံးခောက်ပလိုက်တယ်ဟိုပြောချင်တာကထွက်သွားတဲ့ကစားသမားတွေရဲ့နေရာမှာတော့သူအစားထိုးတာမှန်တယ်ဒါပေမဲ့ဒီနှစ်ရဲ့ကျွန်တော်တို့ဖင်ပေါင်တို့ကိုဖင်ပေါင်နားနေလို့ကျွန်တော်တို့ကာကက်ကိုဘတ်ပူလိုက်တယ်ကျွန်တော်ကွင်းလယ်မှာဖလော်ရီဒန်ဝစ်တို့ပါတို့ကိုအကုန်လုံးဘတ်ပူပလိုက်တယ်ကျွန်တော်တို့သူ့ရဲ့မနှစ်ကကွင်းလယ်မော်လစ်စတာအဲကျွန်တော်တို့ဂရပန်ဘတ်အဲမော်လစ်စတာဂရပန်ဘတ်ကျွန်တော်တို့ဒီ ဆိုမိုစလိုက်ကွင်းလည်းနဲ့ကပူဆာလက်ကိုကျွန်တော် EGDG ထောင်းပြီးတော့ဘရက်ကလီနဲ့ကျွန်တော်တို့ရောဘတ်ဆန်ကိုနာတီဘန်တိုင်နောက်ကမမဒက်ရှိဘီလီအဲ့တော့သူကဒီပုံစံတိုင်းတုံးသွားတယ်ပေါ့သိရမလားအဲ့တော့သူနေရရီယမတစ်ပွဲနဲ့မတိုင်ခင်ဒီပုံစံတုံးသွားတာလည်းတော်တော်လေးကောင်းပါတယ်အမှန်တိုင်းပြောရင်ကျွန်တော်အထင်ပြောရင်ဒီနေ့ညရီယမတစ်နဲ့ပွဲလဲသူအနေနဲ့ဟိုပရိုဒန်ဗတ်စ်တို့ကျွန်တော်တို့ကာကစ်တို့ကိုတုံးလိုက်မယ်ကျွန်တော်မထင်ဘူးဘာလို့ဆိုတော့သူရဲ့ဒီ O4 ဘောကစားမားတွေနဲ့ပဲသူမနစ်ကရာဒီက သူယုံကြည်မှုကိုရခဲ့တဲ့ Premier League Player ရခဲ့တဲ့ကစားသမားတွေနဲ့ပဲသူပွဲထွက်လာလိမ့်မယ်လို့ကျွန်တော်ကထင်တယ်။အဲ့တော့နောက်တည်းနောက်တစ်ခုကဘာတော့ဆိုတော့တခင်ကြီးလူလည်းမထစ်ဘူး။အဲ့တော့ Real Madrid ကတော့တကယ်ကြမ်းနေတယ်။အထူးသဖြင့်ပြောရင် Real Madrid ကဒီကြာဒီမှာဒဏ်ရာပြဿနာရဲ့လို့လဲကျွန်တော်တို့ဟိုမနစ်ကရာသီဆိုဒဏ်ရာတွေခဏရမယ်ဒီနှစ်မှာကျွန်တော်တို့ဝါချန်ဆန်တို့ရှိတယ်နောက်တန်းမှာမီလီတာတို့ရှိတယ်ကာရီယာရှိတယ်ကျွန်တော်တို့အာနိုးတော့သူထုတ်လာလိုက်မယ်လို့ကျွန်တော်မထင်ဘူး။ဘာကြောင့်လဲဆိုအဲ့ဒီနေရာကိုကျွန်တော်ဘယ်ပါတီကစားလိုက်မယ်လို့ထင်တယ်။ ဘာကြောင့်လဲဆိုတော့မလူအဖက်ဖျားတွေကိုသူ့အနေနဲ့အလွန်ဆိုးကယူခိုင်းမှာမဟုတ်တော့ဘူးလို့ကျွန်တော်မြင်တယ်။ပြီးတော့ဒန်ယာပျောက်ကင်းကာသာသားမှာအန်ဖီကွင်းမှာဒါအာနုရဲ့ကျူစုံပုံကလုံးဝလှပလိုက်မယ်လို့ကျွန်တော်မထင်ဘူး။ဒါဒါဒါကျွန်တော်အထင်ပြောအာနုကိုလီဘောက်ပိတ်သက်တီကတော်တော်များများကဟိုမုံတီးနေကြတယ်။အမေရိကန်ပြောရင်မုံစရာအကြောင်းတော့မရှိပါဘူး။ဒါ professional တယောက်ကကိုလုတ်တင်လုတ်ထိုက်တာကိုလုတ်တာပဲ။ဒါမဲ့ပိတ်သက်ဒန်ယာတယောက်နဲ့တယောက်ကစိတ်အချင်းကြီးတူတာမဟုတ်ဘူးလေ။အဲ့တော့တော်တော်ကြီးမုံတီးနေကြတဲ့အချိန်မှာ ိုမလိုအပ်တဲ့မလိုအပ်တဲ့ဖီအားတွေပရက်ရှာတွေအောက်ကိုတော့အလွန်ဆိုကရောက်ခိုင်းလိမ့်မယ်လို့ကျွန်တော်မထင်ဘူးအဲ့တော့သူ့အနေနဲ့ဘယ်ဘာဒီကိုပဲကျွန်တော်ထုတ်လာရထင်မယ်ကာဘာဂျင်နားနေရဘယ်ဘာဒီထုတ်လာမယ်ကွင်းလယ်မှာကျွန်တော်အနေနဲ့ချူအမန်ဒီနဲ့ချူအမန်မမ်ချူအမန်ဒီနဲ့ကာဘာဘင်ကထိုင်ရင် ထိုင်မယ်ဒိုမိုအာတာကူလာထိုင်မယ်ဘယ်လင်ကန်ကျွန်တော်ဗင်ဒီနဲ့အဲကျွန်တော်တို့ရိုဒီယိုကိုမဟုတ်ရင်တောင်းမှာအဲ့ဘက်ကအာတာကူလာဆွန့်ရင်ဆော့လောက်တယ်ဟိုကလေးလေးတော့သူမထဲ့လောက်ဘူးအမ်ဘာဘီပေါ့အဲ့တော့ထားပါတော့ဒီတိုင်းပုံစံတိုင်းထွက်လာမယ်အဲ့တော့ အမှန်တိုင်းပြောရင်ဒီယာဒီရဲ့လီဗာပူးဒက်ဖန့်နဲ့ကျွန်တော်တို့ရီယယ်မက်ထင်းတဲ့ကမလွယ်ဘူး။ဘာကြောင့်လဲဆိုတော့ရီယယ်မက်ထင်းရဲ့ဟိုဟာကြီးကအရန်ကြောက်စရာကောင်းတာတိုက်ဆက်လိုင်းကြီးရဲ့အထူးသဖြင့်အမ်ဘာဘီပေါ့ဗျာအရန်မြန်တယ်အမ်ဘာဘီကအရန်မြန်တယ်အရန်နှစ်ရက်စီးလောက်မြန်တယ်ပြကြတော့ဒီနှစ်မှာဟိုသူ့ရဲ့ prime ကိုရောက်နေတာသူ့ရဲ့ဟိုအမြင်ဆုံးဆိုတဲ့ form ကိုကျွန်တော်အနေနဲ့မြင်နေရတယ်ပေါ့အဲ့တော့ဟိုလွယ်မှာမဟုတ်ဘူးလို့ကျွန်တော်ကထင်တယ်လီဗာပူးအနေနဲ့ဒီပွဲမှာနောက်တစ်ခုက ိုထိတ်တိုက်တွေးဆမှုအရာလဲလီဗာပူးရဲ့ rheumatic ဆိုရင်ကျွန်တော်တို့ဟိုရုံးကန်အလေးရှိတယ်မနစ်ကယာတီ90တိုင်အောင်ဒါမနစ်ကယာတီကလည်းဒါ max တော်တော်လေး stroke ကဖြစ်နေလို့လဲပါတယ်ကျွန်တော်တို့အဲ့ဒီလိုပဲလီဗာပူးစတော့ကပ်ဖြစ်တဲ့2023ခုနှစ်တော့မက်တစ်ကလီဗာပူးအိမ်ခွင်မှာဖိုက်တူးနဲ့ရိုက်ပလိုက်တာကျွန်တော်ဖိုက်တူးနဲ့ရိုက်ပလိုက်တာကျွန်တော်တို့နောက်ဆုံးနောက်ဆုံးပွဲစဉ်ဒီကိုကြည့်ရင်နောက်ဆုံး၅ပွဲလောက်ကိုကြည့်ရင်မက်တစ်ကလီဗာပူးကို၃ချိန်ထိနိုင်ထားတယ်တချိန်တည်းကျထားတယ်ကျွန်တော်တို့လီဗာပူးကတချိန်မှန်းနိုင်တယ် ကျွန်တော်နောက်ဆုံးနောက်ဆုံး9ကြိမ်လောက်မှကြည့်ရင်လီဗာပူးကမက်ထစ်ကိုဆိုရင်အမြဲတမ်းရုန်းကန်ရတယ်9ကြိမ်တောင်မှနောက်ဆုံး10ကြိမ်လောက်အတွင်းမှာ3ကြိမ်4ကြိမ်5ကြိမ်6ကြိမ်9ကြိမ်10ကြိမ်9ကြိမ်နောက်ဆုံး9ကြိမ်မှာလီဗာပူးကမက်ထစ်ကိုနိုင်ပွဲတစ်ပွဲပဲရှိတယ်အဲ့အကြီးကကြောက်စရာကောင်းတယ်အဲ့ရော့ကော်ကြီးကနောက်ဆုံး9ကြိမ်မှာလီဗာပူးနိုင်ထားတာမက်ထစ်ကိုတစ်ကြိမ်ပဲရှိတယ်အဲ့ဒါကမနစ်ကရာသီ2စီးကလွဲရင်လီဗာပူးနေနဲ့မက်ထစ်နဲ့တွေ့ရင်အမြဲတမ်းအရင်နိုင်လေရှိတယ်နောက်တစ်ချက်က ဒီအဒီမှာလေဗာပူးကတီးတီးတတ်တာစတော့ကဖြစ်နေတယ်။ဟိုဖရန်ဘတ်တို့ဘာတို့ကိုနိုင်တာကျွန်တော်မပြောလို့ဘူး။ဖရန်ဘတ်တို့ဘာတို့ဆိုတာအရင်စတော့ကဖြစ်တယ်။ဟော level ကအရင်ကွာလွန်းတာဖြစ်သည့်အတွက်တော်တော်လေးစတော့ကဖြစ်နေတယ်။ဒါမဲ့ real မထင်းနဲ့တွေ့တဲ့အချိန်မှာလေဗာပူးအနေနဲ့လွယ်မှာမဟုတ်ဘူးလို့ပဲကျွန်တော်ကတော့မြင်နေကျွန်တော်အမြင်ရပြောရင်ဟိုလေဗာပူးအနေနဲ့ဒီပွဲမှာဟိုတေးရလက်ရရင်တောင်မှဟိုကျင်နိုင်ရမယ်လို့ကျွန်တော်မြင်နေဘာလို့လဲဆိုတော့ကုလက်ရှိမထရဲ့ဖောင်တွေက ဒါတေရလက်လောက်ယူနိုင်ရင်တမတ်လောက်ယူနိုင်ရင်တော့မှမဆိုးဘူးလို့ကျွန်တော်ကမြင်တယ်နိုင်သွားရင်တော့အတိုင်းထက်လွန်ပေါ့ဗျာတစ်ဖက်ကတော့ဒီပွဲကကျွန်တော်တို့မက်ထစ်ကတော့ဖိလာမယ်မက်ထစ်ကတော့ဘာလို့ဆိုတော့လီဗာပူးနိုင်နေမှာကိုသူသိတယ်လီဗာပူးဒီစတော့ကတ်ဖြစ်နေတယ်နိုင်နေတယ်ဒါပေမဲ့လီဗာပူးအန်ဖီကွင်းလီတစ်ချက်ပဲလီဗာပူးဘက်မှာအတားချက်ရှိတယ်ကစားကွက်ရာရောလူစင်းအရာရောလက်ရှိကျွန်တော်တို့ team condition အရာရောကမက်ထစ်ကအရာရာတာလွန်နေပေါ့အဲ့တော့ ျွန်တော်တို့ညီကိုတွေတော့ဘလို့ထင်လဲမသိဘူး comment မမတ်ချက်လေးရေးပေးကြပါဦးလေပေါင်းနဲ့ဒါ VM မတ်ထင်းနဲ့ပွဲဘသူနိုင်မဲလို့ထင်လေဟိုကျွန်တော်ကတော့ကျွန်တော်လေပေါင်းဖန်တယောက်အနေနဲ့ပြောရင်တော့ဟိုတိတ်တော့မယုံကြည်ပါဘူးဒီပွဲကကျွန်တော်အမြင်ကတိတ်မမျောမှန်းပါဘူးကျွန်တော်ကတော့သိရမလားတကြီးလောက်ရရင်တော့မှကျွန်တော်တော်တော်ကျင်တတ်တဲ့အထင်မှာပါတယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်